ရှိတာပဲเนาะဟုတ်လားเนาะဟဲ့ရလိုက်ကြာเออဒီလိုပါပဲအားလုံးကတော့ကရင်းနဲ့ဆိုတော့ကြပါလေ။ဟိုဘယ်လိုပြောရမလဲ။လူတိုင်းလူတိုင်းတော့ကရင်းဒုက္ခရယ်ဆိုတော့သူလည်းဒုက္ခတော့တကူလည်းဒုက္ခတော့တပေါ့ဒီလိုပါပဲ။အဲအမပစက်နေထုတ်ပေးနေရတော့မရည်မိသေးဘူးအများကြီးပဲ။တော်များတော့ဟိုလောက်အမထုတ်ပေးတာတော့တရားကြော်သွားရင်ဒီနေ့တော့လေ။ဘယ်လိုလဲ။ foundation နဲ့ဒါခမရသသမီးဟိုပါပေါ့နော်ထောက်ပံ့တဲ့ငွေကြေးပေါ့ရှင်ဟုတ်ဘာသာဝါးကြီးလုံးပဲဒါမှမဟုတ်ဘာမှစီကောင်းဖြစ်နေတာလေးတွေကဘာလို့လဲဘာလို့လဲဘာလို့လဲဒီထဲမှာစိတ်မကောင်းဘောဘာဖြစ်ဖြစ် မိသားစုဝင်ဒီတိုင်းပဲမျိုးသက်သက်မိသားစုဝင်ဆုံးရှုံးကြတယ်ဆိုရင်တောင်မှပဲလူတွေကစိတ်မကောင်းဖြစ်ကြတာလေတချို့ဆိုဓာတ်ပေါ်ကြီးမတွေ့တာလို့အဲ့လိုမျိုးဖြစ်ဆိုးနေကြုံရတာအခုကအိမ်နေဝိုင်းနေမှာဆုံးရှုံးရတယ်ဆိုတော့သူ့ရဲ့တော့ကဒီကအများကြီးပေါ့ရှင်။ဘာပဲဖြစ်နေဖြစ်နေအတင်းထားပါလို့ရည်ကြီးရတဲ့နာနိုင်တဲ့လောက်ဒီလာလာကူပေးတာပါပေါ့နော်။ ယူပါပဲအားလုံးကတော့ကရင်းနဲ့ဆိုတော့ကြပါလေဟိုဘယ်လိုပြောရအောင်လဲလူတိုင်းလူတိုင်းဒုက္ခတွေဒုက္ခတွေဆိုတော့သူလည်းဒုက္ခတွေကိုလည်းဒုက္ခတွေတဲ့ပေါ့ဒီလိုပါပဲအဲအမပစံနေထုတ်ပေးနေရတော့မရည်မိသေးဘူးအများကြီးပဲမောင်များတော့ဟွာလောက်အမထုတ်ပေးတာတော့တရားကြောသားဒီနေ့တော့လေဘယ်လိုလဲဖောင်ဒေးရှင်းနဲ့ဒါခမရသသမီးဟိုပါပေါ့နော်ထောက်ပံ့တဲ့ငွေကြေးပေါ့ရှင်ဟုတ် ့ foundation ကမှတည်တယ်ပြီးတော့ခုနကသသမီးကကိုနဲ့လာပြီးတော့ကူကောင်းကြရတယ်ပေါ့နော်အဲ့တော့ခါကျတော့တကယ်လက်ထီတီရောက်ရောက်လည်းဖြစ်ချင်လို့တကယ်လည်းပြိုတဲ့နေရာတွေကိုအာတကယ်ကိုတချို့ဆိုတကယ်ခံစားရတဲ့ညီပါမရှိတော့တာလေညီပါကျွန်ကြသွားတာအိမ်ရောမြေရောတချို့ကျတော့သသမီးပါဆုံရှုံရတယ်ဆိုတော့အဲ့လိုမျိုးတွေကိုအာအဓိကကတော့ငွေကြီးတတ်မိုးရယ်ဆိုတာထက်အားပေးစကားပြောတာပေါ့နော်အဓိကကတော့ အားဖြစ်စေချင်တာဘာပဲဖြစ်နေဖြစ်နေသူတို့လာပြီးတော့အားပေးရဆိုပီတိပေါ့ခွန်အားလေးတစ်ခုအတွက်လိုက်ပြီးတော့ခါတော့ပြန်မှန်းခံပြီးတော့လုပ်ပေးနေရဖြစ်ပါတယ်ဟုတ်နော်ဒိုဝါကဒီပေါ်လေးရှင်ရဲ့ website နဲ့ပေါ့နော်ဟုတ်လားညနေခင်းဒီနေ့မှစိတ်မကောင်းဘောဘာဖြစ်ဖြစ်မိသားစုဝင်ဒီတိုင်းပဲမျိုးသားသားမိသားစုဝင်ဆုံးရှုံးကြတယ်ဆိုရင်တောင်မှပဲလူတွေက စိတ်မကောင်းဖြစ်ကြတာလေတချို့ဆိုဓာတ်ပေါ်ကြီးမတွေ့တာတို့အဲ့လိုမျိုးဖြစ်ဆိုးနေကြုံရတာတို့အခုကအိမ်နေဝိုင်းနေမှာဆုံးချင်ရတယ်ဆိုတော့ဒါတို့ရဲ့တော့ကဒီကအများကြီးပေါ့ရှင်ဟုတ်ဘယ်ဖြစ်နေဖြစ်နေအတင်းထားပါလို့ရေကြီးရတဲ့နာနိုင်တော့ဒီလာလာကူပေးတာပါပေါ့နော်ရာသီဥရပူတော့နည်းနည်းတော့ပြင်းမှန်းခံပြီးတော့ရတယ်ဟုတ်ပြီးတော့ကိုတိလက်ရောက် သူတို့တကယ်တည်းတွေ့သွားတဲ့အခါမှာကိုယ်ပင်မမ်းမှုကသူတို့ပင်မမ်းမှုလောက်အပန်းမကြီးဘူးဆိုတာလေးကိုလည်းမြင်တွေ့ရတယ်အဲသူတို့ကိုမြင်လိုက်ရင်သူတို့ရဲ့တော့ကတွေကိုမြင်လိုက်ရင်

ဘာပဲဖြစ်နေဖြစ်နေကိုတအားတလောက်ပေါ့နော်သူတို့အတွက်လည်းကိုညီပြီးတော့ဘာပဲဖြစ်နေဖြစ်နေကိုရီလာရယ်ဆိုတော့ချိုးကြောဝမ်းသာတာရှိရလေအဲ့လိုမျိုးလေးတွေကိုကဘယ်လိုပြောလဲခွန်အားပေးရတော့ပီတိရောဖြစ်မိပါတယ်ဘာပဲဖြစ်နေဖြစ်နေအဲအားလုံးလည်းဒီခက်ခဲရကြော်လွားနိုင်ကြပါစေပြန်လဲထူထောင်နိုင်ကြပါစေအဆင်ပြေပြေရှိနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်